ိုရဲ့ဟိုအများရန်သချင်းဆိုပြီးတော့ပျော်ရွှင်ခဲ့ရတယ်ဒီသူတို့ရဲ့ကျုံးဝဲရဲ့အစာတွေကိုလည်းစားခဲ့ရတယ်ကိုလည်းချစ်တဲ့အများရန်တွားရင်လည်းပြောရတယ်မန္တလေးစကိုင်းကြီးနေရာတွေကဒီလိုမျိုးတွေဖြစ်တဲ့ခါကျတော့တကယ်လည်းစိတ်မကောင်းဘူးဟိုပါပေါ့မကော်ရောကြလဲဟိုပြည်သူတွေနဲ့အလုပ်လုပ်ရတဲ့သူတွေဖြစ်တဲ့အတွက်ပြည်သူတွေစိတ်ချမ်းသာမှာမကော်လို့စိတ်ချမ်းသာတာပေါ့ဟိုသူတို့ဒုက္ခရောက်တာလေကိုယ်တွေဒုက္ခရောက်တာပဲအတူတူပဲကိုလည်းပြည်သူပဲလေသူကိုလည်းပြည်သူပဲပြီးတော့ သူတို့စားဖို့တည်းကနေပြီးတော့မှကို့ကိုအမြဲတမ်းဟိုလာပြီးတော့ဟိုသူတို့အားပေးတဲ့ချက်တဲ့ပြိတ်သက်တွေပေါ့ကို့ပြိတ်သက်တွေဖြစ်တဲ့ခါကျဒီအခါကျတော့လေညဝါထင်းနေရောမှလေဟိုတကယ်တော့မှဟိုတရားလည်းရဖို့ကောင်းတယ်တန်ဝေကလည်းအရန်ရဖို့ကောင်းပါတယ်အဲ့တော့အခုကကိုရီးယားလည်းလေပွဲရှိတဲ့ယာတီတွေတော့လည်းမဟုတ်ဘူးပွဲကြီးလည်းရမ်းတော့မပြောင်းဒါပေမဲ့အဲ့လိုမျိုးပေါ့အာကိုကိုရီးစားရတဲ့ရပဲကိုရီးလည်းတလုံးတလုံးတဆုပ်လို့ဟုတ်ကဲ့အာဘာမှပြည့်စုံရတယ်တကယ်တော့မင်းကလည်းမမြင်အောင် ိုအများရန်လည်းတက်ကြွနေကြတယ်ဒီလိုထိသွားပြီမဲ့မကြခင်မှာအကောင်းဆုံးပြန်ဖြစ်လာလိမ့်မယ်လို့အားပေးချင်ပါတယ်အခုအချိန်မှာတော့ဒါလောကဓာတ်အနေနဲ့ရိုက်ခတ်တာပေါ့ဘယ်သူမှရှောင်မရှောင်နိုင်တဲ့အရာမျိုးဖြစ်သွားတဲ့ခါကျတော့လေဟိုကိုသာထိရင်လေကိုလည်းဘယ်လောက်ဒီယူတာဖြစ်နေမလဲလို့ကိုချင်းစာပြီးခံစားမိတယ်အာမကော်လို့လို့ပဲဟိုပြည်သူတွေကလည်းကိုတွေထဲကပဲဟိုပါပေါ့ကိုလက်လှမ်းမိတဲ့လောက်ဟိုကုညီဖို့ အဲအဲ့ဒါလည်းမကော်ရဟိုတောင်းဆိုကြမှာတယ်လို့ပြီးရခါကျတော့သူများတွေပြောသလိုပဲအခုဆိုရင်တခါထက်ပြီးတော့ဈေးတက်အောင်အဲ့လိုမျိုးဆိုတော့ဈေးလည်းမကြီးကြပါနဲ့လို့ကိုရီမီသားစုတွေပါသွားတယ်လို့ဟိုခံစားပြီးတော့ခံစားပြီးတော့စီပွားတွေဟိုဟာတွေအပြန်ဆုံးလဲကိုနိုင်ငံရေးအဆင်ပြေပါစေပေါ့နော်အဲ့လိုမျိုးအမှန်တကယ်တော့နေတိုင်းအောင်မှာသူကလည်းနေလို့မကောင်းဘူး ရန်အရန်စိတ်ထိခိုက်တယ်အရန်ဟိုမှာစိတ်ထိခိုက်တာဟုတ်အမ်မကော်ရိုညီမတွေကတော့အဲအလှဆိုရင်တော့အမြဲတမ်းဒီဟိုတာရင်နိုင်အမြဲတမ်းတော့လှူတတ်တယ်ပေါ့ဒါဒီအလှကကြတော့ဒီတစ်ခေါက်တော့ဟိုတစ်ခေါက်ကရေဘေးတုန်းကတော့လူတွေကမစုံကြဘူးဒီတစ်ခေါက်တော့ အဲ9ရက်မကော်ဒဖိုက်အများရန်ရှုလောက်တာပေါ့မမီရဲ့မကော်ရဲ့ချောစုရဲ့တင်စာမော်ရဲ့စုံသင်ပါတာ9ရက်လှူပါဟုတ်ဟုတ်ကဲ့9ရက်ကိုမှအင်္ဂအဝင်းဖေးလဲပါတာပေါ့9ရက်လှူဟွာပေါ့အင်္ဂနဲ့မမီရတော့ဟွာဟိုဘက်ကနေပြီးတော့အမေရိကန်နေတဆင့်လှူတာပေါ့နောက်အဲစုံသင်ရလဲအဝေးကနေပြီးတော့လှူတာပေါ့တင်စာမော်ကြီးကလည်းအဝေးကနေလှူတာပေါ့နော်မအားဟိုအလူလုတ်ပြီဆိုလို့ရှိရင်တော့ဟိုကိုလည်းဟိုခမင်းရင်းနေတဲ့ ကိုစိတ်ချရတဲ့ဥတော်သူတို့ဒီမှာအများရန်လာလာလှူပြစ်တယ်လေအဲပြီးခဲ့တဲ့ခေါက်ကလည်းတစ်ခါလာလှူဘူးတယ်အဲ့တော့ရေဘေးလာလှူကြတယ်လေရေဘေးလာလှူကြအခုဒီတစ်ခါကျတော့လေဟိုကိုရီးယားဟိုအများရန်သချင်းဆိုပြီးတော့ပျော်ရွှင်ခဲ့ရတယ်ဒီသူတို့ရဲ့ဂျုံမွေးတဲ့အစာတွေကိုလည်းစားခဲ့ရတယ်ကိုလည်းချစ်တဲ့အများရန်သွားရင်လည်းပျော်ရတယ်မန္တလေးစကိုင်းဒီနေရာတွေကဒီလိုမျိုးတွေဖြစ်တဲ့ခါကျတော့တကယ်လည်းစိတ်မကောင်းဘူးအဲ့ဒီအတွက် တတ်နိုင်တဲ့ဘက်ကတော့မမှန်တကယ်တော့အများကြီးလည်းမဟုတ်ပေမဲ့လည်းအဲတတ်နိုင်လေးပေါ့နော်ညီမတွေစုပြီးတော့ကဲလူကြမယ်ဆိုတော့ဟိုအတက်တရောစုပြီးတော့အလိုဝိုင်းဝန်းလူဖြစ်တဲ့သဘောလေးပေါ့နော်အဲ့လိုဖြစ်အခုတော့ဟို600ရပေါ့အင်္ဂါပါမန်ရမန်ရမ9ရက်မန်ရမန်ရမညီမအညီမ9ရက်ညီမ9ရက်ကိုအင်္ဂါလဲဟိုပါပါမယ်ဆိုပြီးတော့အဲတိန်းအလုံးမောင်းတိန်း130ဟုတ်ဟုတ်ကဲ့ယူကြပါတယ်ဟုတ်ဟိုပါပေါ့မကော်ရွာကြလဲ ဟိုပြည်သူတွေနဲ့အလုံးလောရတဲ့သူတွေဖြစ်တဲ့အတွက်ပြည်သူတွေစိတ်ချမ်းသာမှာမကော်လို့စိတ်ချမ်းသာတာပေါ့ဟိုသူတို့ဒုက္ခရောက်တာလေကိုယ်တွေဒုက္ခရောက်တာပဲအတူတူပဲကိုယ်လည်းပြည်သူပဲလေသူကိုယ်လည်းပြည်သူပဲပြီးတော့သူတို့စားဖို့တဲရနေပြီးတော့မှကိုယ်အမြဲတမ်းဟိုလာပြီးတော့ဟိုသူတို့အားပေးတဲ့ချက်တဲ့ပြိတ်သက်တွေပေါ့ကိုယ်ပြိတ်သက်တွေဖြစ်တဲ့ခါကျဒီတစ်ခါကြာရလဲညဝါထင်းနေရောမှလေဟိုတကယ်ကိုမှဟိုတရားလည်းရဖို့ကောင်းတယ်တန်ဝေကလည်းအရန်ရဖို့ကောင်းပါလေအဲ့တော့ အခုကကိုရီးယားလည်းလေပွဲရှိတဲ့ယာတီတွေတော့လည်းမဟုတ်ဘူးပွဲကြီးလည်းရမ်းတော့မများဘူးဒါပေမဲ့အဲအဲ့လိုမျိုးပေါ့အာကိုကိုရီးစားရတဲ့အထက်ပဲကိုရီးလည်းတလုံးတလုံးတဆုပ်လူတာပါအာဆိုဆိုတော့မကောကအဲ့လိုပြောတဲ့အချိန်မှာဟိုဆိုဆိုတော့ဒါမကောကတော့တရားသဘောနဲ့ကြည်ပြီးတော့ဟိုဆိုခဲ့တာလည်းကြားပြီဆိုပါနော်ဆိုဆိုတော့ဟိုဖြစ်တဲ့မန္တလေးကပြည်သူတွေစကိုင်းပြည်သူတွေဒီဒီငလေးမှာထိသွားတဲ့ဒီမှာပြည်သူပြည်သားတွေကိုအများကြီးပြောချင်တာခွန်အားပဲပေးချင်တာပေါ့နော် ဗမာပြည်သူပြည်သားတွေတကယ်တော့မညံ့လည်းမညံ့ဘူးဟိုအများရန်လည်းတက်ကြွနေကြတဲ့လူတွေဒီလိုထိသွားပေမဲ့မကြခင်မှာအကောင်းဆုံးပြန်ဖြစ်လာလိမ့်မယ်လို့အားပေးချင်ပါတယ်အအခုအချိန်မှာတော့ဒါလောကဓာတ်အနေနဲ့ရိုက်ခတ်တာပေါ့ဘယ်သူမှရှောင်မရှောင်နိုင်တဲ့အရာမျိုးဖြစ်သွားတဲ့ခါကျတော့လေဟိုကိုသာထိရင်လေကိုလေဘယ်လောက်ဒီယူမတက်ဖြစ်နေမလဲလို့ကိုချင်းစာပြီးခံစားမိတယ် ဲ့အတွက်ကြောင့်ဟိုအမလျှော့ကြပါနဲ့တတ်နိုင်သလောက်ဘုမပြည်သူပြည်သားတွေကနောက်တစ်ခုကအချစ်စရာကောင်းတာအခုဆိုလို့ရှိရင်အစားတောက်တေးအများကြီးလေလူကြတန်းကြတဲ့လူတွေအများကြီးပါအဲ့လိုရှိတယ်ဆိုတော့လေဟိုအမငယ်ကြပါနဲ့တောက်ထဲလည်းမဟုတ်ပါဘူးလို့အများတတ်နိုင်တဲ့ဘက်ကနေပြီးတော့သူတို့လည်းဆက်ပြီးတော့လူတန်းနိုင်အောင်လို့ကြိုးစားပါမယ်လို့ဟိုပြည်သူတွေပြည်သက်တွေပြောချင်ပါတယ်အာမကော်လို့လိုပဲဟိုပြည်သူတွေကလည်းကိုယ်တွေထဲကပဲဟိုပါပေါ့ကိုလက်လှမ်းပြီးတလောက် ဟိုကုညီဖို့အဲအဲ့ဒါလည်းမကော်ရဟိုတောင်းဆိုချင်ပါတယ်လို့ပြီးရခါကျတော့သူများတွေပြောတယ်လို့ပဲအခုဆိုရင်တခါထက်ပြီးတော့ဈေးတွေတက်အောင်အဲ့လိုမျိုးဆိုတော့ဈေးလည်းမကြီးကြပါနဲ့လို့ကိုရီမီသားစုတွေပါသွားတယ်လို့ဟိုခံစားပြီးတော့ခံစားပြီးတော့စီးပွားတွေဟိုအရအများဆုံးလဲကိုနိုင်ငံကြီးအဆင်ပြေပါစေပေါ့နော်အဲ့လိုမျိုးပေါ့အမှန်တကယ်တော့ နေတန်းအောင်မှာလူကလေနေလို့မကောင်းတယ်။မှန်တော့ပြီ။အရင်အရင်စိတ်ထိခိုက်တယ်။အရင်အောင်မှာစိတ်ထိခိုက်တာ။ဟုတ်။အမေကတော့အရင်ကလေးကတိကျခင်ကြတဲ့လူပဲ။တိကျခင်ကြတဲ့လူလည်းဖြစ်တယ်။ပြီးတော့အမေကငိုကလေးကလည်းဒီပရဟိတကိုလည်းအရင်အလုံးဟွာဖြစ်တဲ့ဟိုအရင်ကလေးကဒီပရဟိတပါလေအရင်ကောင်မှသူကဟိုစိတ်အားထက်တန်တဲ့သူပေါ့နော်။အဲ့လိုမျိုးလူမျိုးဖြစ်တဲ့အတွက်ဒါကတော့အထွေထူးအမေအတွက်ကိုအထွေထူးညွှန်းပြီးတော့ပြောနေစရာမလိုပါဘူးเนาะအမေကတော့ဟုတ်ဟုတ် အတင်းထားပါလို့အတင်းထားပါလို့ပြောဖို့တက်တော့မကွာတင်းနစ်တင်းနစ်ကိုခြေရက်ကခွိခွိပြီးလဲတယ်အတင်းထားပါဒါပေမဲ့အတင်းထားပါလို့မကော်တော့အဗုဒ္ဓဘာသာ တိုင်းပြည်ဖြစ်တဲ့အတွက်ဖြစ်ရင်လည်းခဏပေါ်လေဒါတော့မကော်လို့ဝေကျွေးရှိသလောက်တော့ခဏပါမကော်လို့တိုင်းသူပြည်သားတွေဝေကျွေးရှိသလောက်တော့ခဏခံကြရမှာပေါ့ပြီးတော့အပိတ်ချက်ပါเนาะအမှန်တကယ်ကိုယ်ကလည်းဟိုတိတ်ပြီးတော့ဟိုစိတ်မကောင်းဒါလည်းအလုံးဝေကျွေးပေါ်လေဘဝမှာအကြောင်းနေပါလာတော့လေလေเนาะဟုတ် မလျှောက်နိုင်ဘူးပေါ့ဟိုဒီဒီတဘာဝဘေးရန်နေရဆိုတော့မလျှောက်နိုင်ဘူးပြီးတော့ဒီကတော့အခုသာပြောနေပေမဲ့လဲမကော်တော့လဲအကြောက်လန့်နေမှာပဲနေနေရတာပါပဲအမေဆိုလဲအမေအသက်60မကော်တော့လဲကန်ထရိုက်တိုက်မှာနေတာဖြစ်တဲ့အတွက်အပေါ်ကမြန်ပြိုကြရင်ဆိုတဲ့ state နဲ့မကော်တော့လဲညဘက်အိတ်မပြောဘူးလေဒီလိုပြောပဲကို့အမေအတွက်ကိုအစင်းနဲ့နေလှုပ်ထားတာပဲအိမ်နေမှာတကြည်ရိုးတွေရှိရလေအဲ့လိုဆိုလဲမိဘရှိတယ်အခုအခုလဲအဲ့လိုအခုလဲသူလဲတကြည်ရိုးအမေမိဘနဲ့နေရတာပဲ ဆိုတော့ဟိုတကယ်လို့မြန်ရေးပြီးရွယ်မြန်ထက်မြန်ဖက်ပြောအောင်ပြောအောင်ဖြစ်လာအောင်ဆိုအဲ့ဒါအတွက်လဲတဘာဝဘေးအန္တရာယ်တွေအတွက်ကိုကြိုတင်ပြီးတော့ပြင်ဆင်ထားပါလို့စိတ်လို့အိမ်မှမိသားစုတွေကလေတယောက်အိမ်တယောက်မအိမ်နဲ့ အားလုံးတူတူမအိတ်ကြနဲ့တယောက်အိတ်ရင်တယောက်မအိတ်နဲ့အဲ့လိုမျိုးတွေပေါ့တယောက်နဲ့တယောက်နဲ့ကင်းဆောင်တယ်လို့မျိုးတော့တွားပြီးတော့နေရမယ့်အချိန်ခါဖြစ်တယ်လို့အဲ့အတွက်လေးတော့သတိပေးချက်ပါတယ်။ဒါပေမဲ့ဒီမှာတော့ဟိုအင်တာနက်လိုင်းရရင်မီးရရင်တော့တခုပါကောင်းတာလဲဆိုတော့မီးရလည်းမရဘူး။ဒီဖုန်းတွေမှာ a quick ဟို alert တွေပါတင်ထည့်ထားပြီးတော့အားမျိုးပေါ့နော်။ဒါပေမဲ့လည်းနောက်ဒီသတင်းတွေကိုကြည့်ပြီးတော့ဟိုမုံတိုင်းဆိုရင်လည်းကိုဘာပြင်ဆင်ထားလို့ရတယ်လဲ။ကို ready ဘယ်လိုလုပ်ထားမလဲပေါ့နော်။အဲ့ဒါလေးတွေတော့ဒီ ဒီမှာရှိနေညီကောင်မတော်ကြီးကအလုံးကအခုလူငယ်တွေကတော်တော်လေးတိနေပါပြီတိနေပါအကျိုးဆိုကိုတော့ပြန်သင်ယူရတယ်အခုမြန်ထဲကြနေကလေးလေးလေးပြန်ပြီးတော့သူတို့ကသူတို့သူတို့ခွန်အားလေးနဲ့ထွက်လာတဲ့ကလေးလေးဆိုလည်းအရင်ဟိုပါဖြစ်ရဒါပေမဲ့လေအာဟိုကလေးလေးဘလောက်သူတို့ရဲ့ brain block ကောင်းလဲဆိုသူတို့ကသူတို့ကြောက်အောင်ထွက်တာလေကြောက်လန့်မှုလည်းမရှိဘူးအဲ့လိုမျိုးလေအရင်တော်တယ်ကလေးတွေကလည်းလေဆိုတော့ ဟိုမြန်မာပြည်အများဆုံးအေဂျင့်အေဂျင့်တာချင်းရှိပါစေပဲဆူတောင်းပေးပါတယ်နေ့တိုင်းလည်းမကော်တော့အမြဲတမ်းလည်းဆူတောင်းမြတ်တာပို့နေပါတယ်လို့ဒီရက်ထဲမှာလည်းအကြေချံဝင်ပြီးတော့ထပ်ပြီးတော့ဆူတောင်းမအောင်မယ်လို့ဟုတ်ကဲ့အားလုံးပဲဘေးရအန်တယ်ကင်းကြပါစေဆူတောင်းပေးပါတယ်ဟုတ်ရန်သူမျိုးငါးပါးရန်ကင်းဝေးကြပါစေလို့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါ